hello hello တင်တို့သိပြီးပြီလားဒီနေ့လမ်းလေးကိုတင်တို့မသိသေးဘူးဆိုလို့ရှင်သူများတွေအားလုံးကငွေတွေဝက်ဝက်ကွဲဝင်နေကြပြီဒီတင်မသိသေးတဲ့ဒီနေ့တော့တင်အရန်ကိုနောက်ကျနေတယ်ဒီနေ့ပဲဖြစ်ပါတယ်တက်ကိုတင်နောက်ကျလို့နောက်ကျမှန်းသိနေပြီသူမဟုတ်နောက်ကျနေတယ်ဆိုတာဘာလဲတိတိချာချာသိကျင်နေဆိုလို့ရှင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားမယ်အပေါင်းလေးပေးအသေးလေးနဲ့ comment မှာ ဒီချင်းလေးစငါငွေဝေလမ်းကြောင်းဖြောက်ပြီးလို့ရေးပြီးတော့ရှယ်သွားမယ်။သင်ဟာအရန်ကိုလက်ကီကောင်းတဲ့လက်ကီကဲလက်ကီဘွိုင်းမလို့ဒီဗီဒီယိုကိုမြင်တာဖြစ်ပါတယ်။ဒီနေ့မှကျွန်မကိုမြင်နေဆိုလို့ရှိရင်စမတ်ခိုင်စုတီဖြစ်ပါတယ်။ဖုန်းနံပါတ်ပညာရှင်တယောက်ပါ။သင်တို့ရဲ့ဘွားကိုဖုန်းနံပါတ်လေးတစ်လုံးပြောင်းလဲပေးလိုက်တဲ့အခါမှာအော်ထူချရလောက်အောင်ငွေဝေလမ်းကြောင်းလေးကောင်းလာတဲ့ စီပွားရေးတွေအဆင်ပြေလာတဲ့အလုတ်ကင်ကောင်မိတ်ဆွေကောင်တွေနဲ့တွေ့ပြီးတော့ချမ်းသာကြွယ်ဝသွားတဲ့ဆိုတာကိုသုံးဖူးတဲ့သူတိုင်းတက်တည်နေတယ်လာပြောကြတယ်မယုံရင်ပုံပြင်လို့သာမှန်းလိုက်တော့တင်တို့ကိုယ်တိုင်မသုံးဖူးလို့တင်တို့မယုံရဲတာဖြစ်တယ်သုံးဆွဲမှုတဲ့သူတိုင်းကမိသားစုလိုက်ဆွေမျိုးလိုက်ကွန်မဏီကြီးတစ်ခုလုံးပေါင်းပြောင်းလဲကုန်ကြပြီ။အောင်မြင်တဲ့ရုပ်ရှင်မင်းသားတွေအောင်မြင်တဲ့စီးပွားရေးသမားတွေအားလုံးပြောင်းလဲသွားကြကုန်ပြီ။အဲ့ဒါကကျမဘွားရဲ့မှန်ကန်သောသစ္စာစကား။ ဆက်ပြီးတော့ပြောမယ်တင်တို့ရဲ့ဘဝထဲမှာနေစဉ်ဇေယံကောင်းဖို့အတွက်ပတ်စံလည်းမကုန်ဘူးလွယ်လွယ်လေးပဲဒါပေမဲ့တင်တို့ကနေပြီးတော့ညအိမ်ရောက်ဝင်တဲ့အခါမှာအရက်သေးစားမတော့စားထားရဘူးသူများဘုံမကောင်းတဲ့စိတ်မတွေးရဘူးကိုယ့်ရဲ့စိတ်ကလေးကိုဖျောက်ဝပြုတ်ပြီးဆိုတာနဲ့အခုကျမတင်ပြပေးမယ်နီလန်းလေးကိုတုံပြလို့ရှာမှာဖြစ်ပါတယ်အဲ့နီလန်းလေးကတော့လွယ်လွယ်လေးပါတယ်တင်တို့ရဲ့လက်ဘွားမှာ ဘောပင်အနီနဲ့ဘောပင်အနက်ကနေပြီးတော့လွဲလို့ရှိရင်ဘောပင်စိမ့်ဘောပင်အပြာသုံးလို့ရပါတယ်အဲ့မှာကိုကနေပြီးတော့အထိတ်ဆုံးမှာ affinity ဆိုပြီးတော့ရေးရတယ် affinity ဆိုတာထဆင်ထူပုံစံမျိုးပဲချွချုံလေးရေးရပါတယ်နော် affinity ဆိုပြီးရေးပြီးပြီဆိုလို့ရှိရင်999 999 ia ဆိုပြီးတော့ရေးရပါတယ်ရေးပြီးပြီဆိုလို့ရှိရင်အောက်က fee who fee who fee who ဆိုပြီးတော့ ငါ့ဟုရေးရပါတယ်အောက်မှာပြီးလို့ရှိရင် ကျမတို့ကစရင်းရှင်းဆိုတဲ့သင်္ကေတလေးမှန်ကူကွက်ပုံစံလေးမှာအမီးလေးနဲ့ရေးရပါတယ်အဲ့ဒါလေးကိုရေးပြီးပြီဆိုလို့ရှိရင်တည့်ရဲ့ညာဘဲလက်လေးမှာရေးညေမွေးလေးကိုစွန့်မယ်ဘယ်ဘဲလက်လေးနဲ့မနေ့ဖန်ဈေးအများရောင်းကောင်းပါပြီငွေတွေဝင်ပါပြီဒီနေ့တသိန်းဖို့ပဲရောင်းရတယ်ဆိုလို့ရှိရင်မနေ့ဖန်ကနှစ်သိန်းဖို့ရောင်းအားရပြီးတော့ငါကမျက်များလှူနိုင်ကန်းနိုင် ပေးနိုင်ကျွေးနိုင်ပြီးငါဒီနေ့ထပ်ပို့ပြီးတော့အဆင်ပြေလာပြီဒီလိုမျိုးစိတ်ကိုအာယုံညွှန်ရမှာဖြစ်ပါတယ်ကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့အာယုံကိုပဲညွှန်ရမှာနေ့တိုင်းနေ့တိုင်းလို့ရင်နေ့တိုင်းနေ့တိုင်းဇယံကောင်းမှာပါတေချာလိုက်လို့ပါထက်ခါထက်ခါကြည့်ပါဒီလားပြ